ဘဝကကြက်တဲ့ဆင်းရဲလွန်းလို့ဘယ်လိုဒုအာလေးတွေဖတ်ရမလဲဆရာ بسم الله الرحمن الرحيم حامدا ومصليا وبالله التوفيق ربوا ما ခက်ခဲကြက်တဲ့မှုတွေနဲ့ဆင်းရဲကြက်တဲ့မှုတွေနဲ့ကြုံဆုံရတယ်ဆိုရင်နံပါတ်1ကျွန်တော်တို့ဆန်းစေးရမှာမိမိကိုယ်ကိုမိမိဆန်းစေးရကျွန်တော်ကိုနာရီထဲမှာနှိမ်မွန်နေသလား တခါတခါကျွန်တော်ရဲ့ဂုဏတွေကြောင့်ကျွန်တော်ဟာခက်ခဲကြက်တဲမှုကိုကြားရောက်သွားတာလည်းရှိတယ်။အဲ့တော့နံပါတ်၁ကျွန်တော်ဂုဏတွေကိုရှောင်အောင်ဂုဏတွေကိုရှောင်အောင်အဲ့လိုပဲနံပါတ်၂အနေနဲ့အလ္လာဟ်တာလာမိမိပုံမှာပြထန်တတ်မှတ်ထားတဲ့နမာစ်ဖရက်စ်နမာစ်၅ချိန်ရှိတယ်။အဲ့ဒီနမာစ်၅ချိန်ကိုပါပန်ဒီနဲ့ကျွန်တော်စောက်တည်ရအောင်။နမာစ်၅ချိန်ကိုပါပန်ဒီနဲ့စောက်တည်လာပြီဆိုရင်ကျွန်တော်ပုံမှာအလ္လာဟ်တာလာရူစီနဲ့ပတ်သက်ချောင်းလည်းမှုကိုအလ္လာဟ်တာလာချင်းမြင်။အဲ့လိုပဲ နံပါတ်3အနေနဲ့ကျွန်တော်ဟာ istighfar ကိုများမြောင်စွာဖတ် istighfar astaghfirullah alladhi la ilaha illa huwa alhayy alqayyum wa atubu ilayh ဒီ istighfar ကိုကျွန်တော်များမြောင်စွာဖတ်မှာတွားရင်းလာရင်းနေရင်းထိုင်ရင်အားနေတဲ့အားတဲ့အချိန်တိုင်းမှာကျွန်တော် istighfar ကိုများမြောင်စွာဖတ်နေမှာဆိုရင်ကျွန်တော်ဒီကနေ့ဒီချက်တဲမှုကိုအလ္လာဟ်တာလာဝေးကောင်းလုပ်ပေးလိုက်အဲ့လိုပဲနံပါတ်3အနေနဲ့ကျွန်တော်မဂရစ်နမာစ်ပြီးတိုင်းမှာစူရာဝါကီယာကို ပါဗန်ဒီနဲ့ကျွန်တော်ဆွဲဆွဲမြဲမြဲဖတ်မယ်ဆိုရင်ကျွန်တော်စီကနေဒီရူစီရိတ်ကကျင်းကျင်းမြောင်ကြက်တဲ့မှုကကျွန်တော်စီကနေဝေးကွာသွားမှာဖြစ်တယ်။အဲ့လိုပဲပညာရှင်တွေတချို့တော့ MLD ကိုပညာရှင်တွေပြသကြတယ်။နမတ်ပြီးတိုင်းပြီးတိုင်းမှာနမတ်ပြီးတိုင်းပြီးတိုင်းမှာ အလ္လာဟုမက်ဖီနီဘီဟလာလီကအန်ဟာရာမီကဝအဂနီနီဘီဖဒလီကအမ်မန်စီဝတ်ဒီဒူအာကိုနမတ်ပြီးတိုင်းမှာခုနှစ်ကြိမ်ဖတ်မယ်။ အဲ့လိုပဲသွားရင်လာရင်ထိုင်ရင်ထရင်တတိယတော့ဒီတော့ကိုများများဖတ်နေမှာဆိုရင်လေသူစီကနေအလ္လာတာလာရူဇီယက်ခါကိုချောင်းတင်မှုကိုအလ္လာတာလာချီးမြှင့်အဲ့လိုပဲပညာရှင်တွေနောက်အမလ်တစ်ခုကိုတင်ပြတယ်ဝူဇူလုပ်တဲ့အခါတိုင်းမှာဝူဇူလုပ်တိုင်းမှာဒူအာတစ်ခုရှိတယ်ဝူဇူလုပ်နေတဲ့အခါမှာဖတ်ရတဲ့ဒူအာဆိုပြီးတော့အလ္လာဟုမ်မဂ်ဖီရလီဇမ်ဘီဝဝဆီလီဖီဒါရီဝဘာရစ်လီဖီရစ်စကီ အဲ့ဒီဒွါကိုလည်းကျွန်တော်ပါပန်ဒီနဲ့ဝူဇူလောက်တိုင်းမှာဆွဲဆွဲမြဲမြဲဖတ်မယ်ဆိုရင်အလ္လာဟ်တလာကျွန်တော်ရူဇီမှာအလ္လာဟ်တလာချောင်းလင်းမှုကိုအလ္လာဟ်တလာချီးမြှင့်အဲ့လိုပဲပညာရှင်တွေနောက်ထပ်အမယ်တစ်ခုကိုတင်ပြတယ်ဖဂျရ်နမတ်ပြီးတဲ့အခါမှာဖဂျရ်နမတ်ပြီးတဲ့အခါမှာနေမထွက်ခင်ဒီဖဂျရ်နမတ်ဖတ်တဲ့နေရာမှာပဲထိုင်ပြီးတော့ဆူရတ်တူရှူရာရဲ့အာယတ်နံပါတ်19ဖြစ်တဲ့ الله لطيف بعباده يرزق من يشاء وهو القوي العزيز ادي ادي ايات تو اچين 90 فهمت အချိန်90ဖတ်ပြီးအစ္စရာကအချိန်ရောက်လာပြီဆိုရင်အစ္စရာကနမာဇ်ဖတ်မယ်အစ္စရာကနမာဇ်ဖတ်ပြီးတဲ့အခါမှာအလ္လာဟ်ဇီမှာကျွန်တော်ရဲ့အခက်ခဲတဲ့အတွက်ဒွါတောင်းမယ်ဆိုရင်အလ္လာဟ်တာလာပြည်လည်အောင်လုပ်ပေးမယ်ဆိုပြီးတော့လေပညာရှင်တွေသင်ပြကြတယ်အဲ့လိုပဲဟာဒီစ်တော်တရားမှလာတဲ့တမန်တော်ဆလလောအလိဝဆလမ်တရားဟဇရတ်အဘူဟူရိုင်ရာနဲ့အပြင်ထွက်လာအပြင်ထွက်လာဟဇရတ်အဘူဟူရိုင်ရာပြောတယ်ကျွန်တော်ရဲ့လက်ကကိုရောရဲ့လက်ထဲမှာရှိတယ်တဘောကဟဇရတ်အဘူဟူရိုင်ရာရဲ့လက်ကိုတမန်တော်ကင်ထားတယ် အဲ့ဒီချိန်မှာတမန်တော်ဆလ္လာလဟ်အလိဝဆလမ်ကပုဂ္ဂိုလ်တယောက်ရဲ့အနာကနေဖြတ်သွားတယ်။အဲ့ဒီပုဂ္ဂိုလ်ကပရိရှာန်ထဲမှာရှိတယ်၊ပူဆွေးတောခါထဲမှာရှိတယ်၊အခက်ခဲအကျက်တဲထဲမှာရှိတယ်။တမန်တော်သူ့မိတယ်ဘာကြောင့်ဒီလိုအခြေအနေဖြစ်နေရတာလဲ။ဒီလိုအခြေအနေထဲမှာဘာကြောင့်ရှိရတာလဲ။အဲ့ဒီချိန်မှာအဲ့ဒီပုဂ္ဂိုလ်ကပြောတယ်ကျွန်တော်ရဲ့ကျမ်းမာရေးမကောင်းခြင်းနဲ့ကျွန်တော်ရဲ့ဆင်းရဲကျက်တဲခြင်းကကျွန်တော်ကိုဒီလိုအခြေအနေကိုပြုလုပ်လိုက်တယ်။အဲ့ဒီခါမှာတမန်တော်ပြောတယ်ငါကိုတော်မင်းကိုဒူအာတစ်ခုတင်ပေးမယ်၊ကလီမာတစ်ချို့တင်ပေးမယ်။အဲ့ဒီဒူအာကိုဆွဲဆွဲမြဲမြဲဖတ်။အဲ့ဒီကလီမာကဘာလဲဆိုတော့ توكلت على على الحي الذي لا يموت توكلت على الحي الذي لا يموت الحمد لله الذي لم يتخذ ولدا ولم يقل له شريك في الملك ولم يقل له ولي من الذل وكبره تكبيرا أي دعاء أمير أمباني باسو بيدا مانو تيميرا نو ميام چاہنے دا مانو کالا دکو ما اي ناغا پھر توارے کھاما دی صحابا کا تو رو بے قومو نے چیلوزیا قومو نے خوشحال اچھینے قومو زانا تمانو تویمی آرے အဲ့ဒီခါမှာတမန်တော်မဆလလောင်းရဲ့စံကမမီရဲ့ပျော်ရွှင်မှုကိုထုတ်ဖော်တယ်အဲ့ဒီခါမှာဒီဆာဟာဘီကတမန်တော်ကိုရှောက်ထားတယ်ကျွန်တော်ကိုတမန်တော်မဆလလောင်းအလီဝဆလမ်တင်ကြားပေးတဲ့ကလီမာတော်တွေကိုကျွန်တော်ပါပန်နီနဲ့ဆွဲဆွဲမြဲမြဲဖတ်တဲ့ပုံမှာအလ္လာတလာအခုတို့အချိန်လေးကောင်းကိုပြုလုပ်ပေးလိုက်ခြင်းဖြစ်တယ်ဆိုပြီးတမန်တော်ကိုရှောက်တင်တယ်အဲ့တော့အထက်ပါကျွန်တော်တင်ပြခဲ့တဲ့ဒီအမလ်တွေကိုကျွန်တော်တို့ပါပန်နီနဲ့ဆွဲဆွဲမြဲမြဲနဲ့ယကင်နဲ့တူပါလို့မယ်ဆိုရင်အင်ရှာလာကျွန်တော်ရဲ့ခက်ခဲကြက်တဲမှုတွေအာမကြခင်မှာပျောက်ကွယ်သွားမှာဝေးလွန်းသွားမှာဖြစ်ပါ